အခုဒီဗီဒီယိုလေးထဲမှာလေ့လာမယ်စကားလုံးလေးလုံးကကြတော့ sign ရှုရဲ့ in ရောရဲ့ sign တောက်ခုရဲ့ key ရောရဲ့ဆိုပြီးတော့လေ့လို့ရှိရပါတော့ပထမဆုံးတစ်ခု sign ရှုပေါ့နော် sign ရှုဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတော့ season နာမလို့ personal တူဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့တဘာဝတရားနဲ့သက်ဆိုင်တဲ့အရာဒါလေးကိုအဲစုစည်းပြီးတော့ယူတယ်အဲ့တော့လွယ်လွယ်ကူမှတ်မယ်ဆိုရင်ထိုးလို့ယူတယ်ဆိုပြီးတော့မှတ်ထားရင်ရတယ်ပေါ့နော်အဲ့တော့ season ခိုက်ခါလား season နာမလို့ fully personal ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့သူ့ကိုများသောအားဖြင့်ဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ခါခါခုလိမ့်မှန်ပိုင်းဆိုင်ရာတွေ king q ဒီ king q ပေါ့နော်သူတေသနာပြည့်နေရာတွေရှိစင်းတဘာဝတရားတွေဣန္ဒိယစိမဆိုင်ရာတွေရှောဟုဘုံခါပေါ့နော်ဒီအစားအသောက်နဲ့ဆိုင်နေခြင်းမှုပိုင်းညာစကလုံးတွေနဲ့တွဲပြီးတော့ တုံးနေများရပေါ့နော်လောဝတ်ချပြီးနဲ့လေ့လာကြည့်မယ်ဆိုရင်ရမတဲ့ရခုဆိုးကိုစာမရှူဆိုလို့ဆိုလို့ရှိရင်တောင်ထဲမှာပေါ့နော်ဒီတောတောင်ထဲမှာဆိုလို့ရှိရင်ဆေးဘက်ဝင်ဒီရွက်တွေကိုရှာခွေယူရဲဆိုတဲ့အတိတ်ပြင်ပြင်ပေါ့နော်ရှာခွေပြီးတော့ယူရဲပေါ့နောက်တစ်ခုက cancer ache ကိုစာမရှူရှိတဲ့ cancer ဆိုလို့ဆိုလို့ရှိရင်သွေးကိုထုတ်ယူပြီးတော့သွေးကိုယူပြီးတော့စစ်ဆေးရဲဆိုတဲ့အတိတ်ပြင်ပြင်ပေါ့နော်ပျော်ဟွန်းကိုစာမရှူဆိုလို့ဆိုလို့ရှိရင်ဒီနမူနာပြစာအုပ်ပေါ့နော်ဒီနမူနာဟိုမှာခွဲစိတ်ခံတဲ့သက်ဆိုင်ရာတုံးမယ်ဆိုတဲ့တစ်ခွဲကန်းစစ်ဆေးဖို့အတွက်နမူနာစာအုပ်လို့ပါအဲ့ဒီနမူနာအတိုင်း ကိုယူဆောင်တယ်နမူနာစာအုပ်ကိုယူဆောင်တယ်အဲ့လိုပုံစံမျိုးနဲ့တုံ့ပြန်ပါတော့เนาะအဲ့တော့ပြန်တော့အပြစ်သူကိုအတုံးပြည့်တဲ့စကားလုံးတွေကပြောခွန်ဆိုင်ရှူတို့ data ဆိုင်ရှူ data အချက်အလက်တွေကိုခေါ်ယူတာတို့ kids in key ဆိုင်ရှူတို့နောက်ပြီးရင် car phone ဆိုင်ရှူဆိုပြီးတော့ဒီ car phone မော်လီပတ်ဝန်းကျင်လေးကိုဖြူရဲလို့ပုံစံမျိုးလေးပေါ့နော်အတုံးဖြူလာများအဲ့ဆိုရင်နံပါတ်1တစ်ခုကကြာတော့ဗာလဲဆိုတော့ EO 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 ဆိုတာကကြာတော့ သူကသူ့ရဲ့အတိတ်တွေကကိုးကားတာပေါ့နော်ဥပမာဆိုလို့ရှိရင်ကိုးကားတယ်လို့ဘာလို့မှအသုံးပြုရဲဥပမာဌာနင်းတော့ကိုတော့ဘုံရှော်တခြားလူတွေစကားလုံးတွေတခြားလူတွေစာရည်အဲ့ဒီဟာလို့ဂျီဘုံတော့ဟာစကန်ဘုံရှော်တော့နာကာမီတူရီရဲ့လူတူဖီနစ်ကားပေါ့နော်ကိုရဲ့စကားပြောတဲ့နေရာကိုစည်းသားတဲ့စာသားတွေကမှထည့်ပြီးတော့အဲ့လိုကိုးကားပြီးတော့တဲ့ဟာကိုအင်းရောလို့ပေါ့နော် 那都知道，人家都没懂那些，你阿里个家咯？诶，是卡库知识论文啵喏，是今年三月份三月，是三月三公里三天票数的行业来报道，来报是看三月来的 speech，美国那边个叫文化库啵喏，三月份三月，阿里嘛对比到东南亚，然后我再讲对比的南美洲，因为去年那个多巴胺应用是了，然后。ကျောင်းအောင်နာမည်ကြီးတဲ့စကားလုံးကိုကိုးကားပြီးတော့အသုံးပြုရဲဆိုအတိတ်ပဲမျိုးပေါ့နော်လုံးပုံတဲ့ရှိရောအင်းရောရှိမှရှိတာဒီစာရီလုံးပုံဆိုတော့ စာတမ်းပြဆိုရဲ့စာပေထဲမှာရှိရောအချက်လက်တွေကိုစာပေနဲ့အချက်လက်တွေကိုကိုးကားပြီးတော့လုပ်တယ်အဲ့လိုပုံစံမျိုးပေါ့နော် နောက်တစ်ခုကကြတော့ sign တက်ဖို့ပေါ့နော် sign တက်ဖို့ဆိုလဲစကားလုံးကြီးကကြတော့ပြောမယ်ဆိုလို့ရှိရင်ရွေးချယ်အတည်ပြုလားဆိုပြီးတော့ပြောလို့ရတယ်အများကြီးရှိရတဲ့မှာကောက်ယူပြီးတော့ရွေးချယ်ကြည့်ပြတာဥပမာ fukutsu no kōgo ya ikken kara dekito na mono o erabi totte kette su ဆိုတဲ့အတိပြုမျိုးပေါ့နော်ဥပမာအများကြီးရှိရရှိရတဲ့မှာ kōgo ဥပမာကိုယ်စလဲလောင်းနေမှလောင်းနေပြိုင်ပတ်တဲ့အဲ့လိုအများကြီးရှိရနောက်ပြီးတော့ ikken အတိပြုချက်တွေအများကြီးရှိအဲ့ဒီနေရာမှာတည်တော်တဲ့အရာကိုကောက်ယူပြီးတော့ရွေးချယ်ပြီးတော့မှခက်သေးဆိုလို့အတိပြုဆုံးဖြတ်ချက်ချတာမျိုးပေါ့နော်နောက်သူ့ဘယ်နေရာမှာသုံးမှတ်များလဲဆိုအစေးကြီးနိုင်ငံရေးတွေခိုင်းကြီး ီအစည်းအဝေးတွေခင်ကျူပြည်ထောင်စုကြော်လေးနောက်ပြီးတော့အဲ့လိုစကလုံးအများကြီးမတော့ပါတော့နော်။အဲ့တော့နောက်ပြီးခါကျတော့ဒေဘုံဝါချက်နေတဲ့တွေ့ပြီးတော့ကြီးကြီးမြဆိုလို့ရှိရင်အာသနာရှိခူအန်ကစိုင်းတက်ခုစားလိုက်တာဆိုလို့ရှိရင်ဒီခူအန်ဆိုတာကျတော့ဥပဒေအကြံပြုထားတဲ့ဥပဒေအကြံပြုတာအစ်တစ်ခုပေါ့။အဲ့အစ်တစ်ခုကိုအဲခောက်ယူပြီးရွေးချယ်တည်ပြုခင်းနေဆိုတဲ့အတိတ်ပဲမျိုး။နောက်ပြီးခါကျတော့ KQ ဂျော်စင်ဒေနန်ကစိုင်းတက်ခုစားလိုက်မှရှိတာ။ ခင်ကျူဆိုတာကြောင့်သူတည်တနာပြပါဘောနော်ကျော်စေးဆိုတာကြောင့်ဒီအဲ့ဒီလိုမျိုးသူတည်တနာပြပါအတွက်ကိုကောင်းမွန်အောင်တိုးတက်အောင်အောင်မြင်အောင်လုပ်ဖို့အတွက်ဖြည့်ဆွန်းပေးတဲ့အရာတွေထောက်ပံ့ပေးမှုတွေကိုကျော်စေးလို့ခေါ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးအဲ့လိုမျိုးထောက်ပံ့ပေးတဲ့အရာတွေ ဖြစ်ပေါ်တော့ပေါ့နော်တဲအန်အချံပြူချက်လောက်တာအဝကိုကစိုင်းတက်ဖို့စားတဲ့ယူဆိုလို့ရှိရင်အဲရွေးချယ်တာတဲ့ကောင်းတော့ပြီအဲတဲအန်နေအများကြီးကမကောင်းတော့ဘူးရွေးချယ်အတီးပြူလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်ပြီးတော့ခိုင်ခင်တူခါနေတော့ ikin ကစိုင်းတက်ဖို့စားတဲ့တာဆိုလို့ရှိရင်စီဝေးဘက်မှာသူ့ရဲ့အချံကိုအဲရွေးချယ်ပြီးတော့အတီးပြူခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့အသုံးပြုတယ်ပေါ့နော်နောက်ဆိုလို့ရှိရင်တော့တလုံးအကြတော့ခီယောခီယောဆိုတဲ့အတီးပြူကကြတော့သူကပြောမယ်ဆိုလို့ရှိရင်ဟောဂျင်းဆိုင်ကိုအရင်တည်း ရခုရှော်ကူရရှိဖို့တို့ဆိုခဲ့တဲ့ပို့တို့ဥပမာလူတွေကိုရွေးချယ်ပြီးတော့အတီးပြူပြီးတော့အလုပ်ကိုခန့်အပ်တာလို့မလို့မအသုံးပြုရဲဥပမာတခါလေမှမလုပ်ရဘူးသေးတဲ့လူကိုတောင်းပေးအပ်တာအဲ့လိုပုံစံမျိုးပါလေအသုံးပြုရဲဥပမာလူတွေကိုမိတုံးမဲ့တဲ့စုံလို့ရှိတို့ရခုပါလေနိအဲ ပတ်တိကီဆိုတဲ့အိပယ်မျိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူရဲ့စွမ်းရည်လေးကိုအတိမပြုပေးလဲအဲ့ဒီလိုလုပ်ငန်းတာဝန်တွေကိုတွက်တက်ပေးရတယ်အဲ့လိုပုံစံမျိုးကိုအသုံးပြုရပေါ့နော်တော့များသောအိပယ်မှာတုံးလဲဆိုတော့ခီယိုဒီချင်းနဲ့ဆိုစီးပွားရေးဆိုင်ရာစကလုံးမှာအသုံးပြုရဒီနိုင်ငံကြီးကဲလို့အမှုပြင်တာစပို့စ်အားစားရမှာတုံးပြုရဟိုဝါချာနေပြန်လေးလာမယ်ဆိုရင်ဝါကတဲရှာရင်ဝါကတဲရှာရင်ကိုလီဒါနီခီယိုဆိုလို့ဆိုလို့ရှိရင်ငယ်ရွယ်တဲ့လူပေါ့နော်ငယ်ရွယ်တဲ့ဝန်ထမ်းကိုခေါင်းဆောင်အမိနဲ့ခံရတဲ့ ခေါင်းဆောင်အင်းနဲ့ဒုက္ခနဲ့ပေါ့နော်တခါမှချိန်မှာငယ်ပြီးတော့ဒီလိုသူ့မရွေးချယ်ဘူးသူ့ပထမဆုံးရွေးချယ်အခါတဲ့အဲ့လိုပုံစံမျိုးမှာ chaos လို့ပေါ့နော်နောက်ပြီးတဲ့အခါကျတော့ချင်းခန့်တကူက balance and show ကို chaos ရှိမှာစတာအဲ့တော့ maintenance ရှိဖို့ပြောချင်ပါအဲ့တော့သူပြောချင်တာကရှင်းခန်းတို့ခန်းတို့ဆိုတာကဒရိုက်တာပေါ့နော်အဲ့တော့ဒရိုက်တာအတိတ်က maintenance ဆိုတာကျတော့ဒီကျွမ်းကျင်တဲ့ဝိုင်းနေပေါ့နော်ဝိုင်းရင်းဆန်ရှူနေရွေးစင်သမားအားကစားသမားကိုဖြည့်ချခဲ့တယ်အဲ့ဆိုအတိတ်ပဲမျိုးပေါ့နော်နောက်ပြီးတဲ့အခါကျတော့ဒီမှာသူ့ကို ဒီ issue မျိုးကိုစကားကိုကိုတော့ကအနေနဲ့တောင်းပြမယ်ဆိုလို့ရှိရင်တော့ AI မှာတောင်းလဲဆိုတော့ရှင်းချင်းခီရောအဲဒုတိယခန့်အပ်တဲ့ဆိုတဲ့ပုံစံမျိုးမှာအသုံးပြုရဲနောက်ပြီးတဲ့အခါကျတော့ခီရောဒီရခန့်အပ်ခြင်းဖြစ်တဲ့ဒီ reason အကြောင်းပြချက်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ခီရောပိုရှင်ဆိုပြီးတော့လည်းတောင်းတဲ့ခီရောဆိုတာကျတော့ဆိုတော့ဘယ်လိုမျိုးရွေးချယ် အဲရွေးချယ်ထားတဲ့အားပေါ့နော်အဲ့ဒီရေပိုရှင်နေစမစ်အနီးနန်းဆိုတဲ့ပုံစံမျိုးတော့ဟိုလူတွေဝန်ထမ်းတွေလည်းဖြစ်ဖြစ်ရွေးချယ်တဲ့အခါမှာပိုရှင်နေစမစ်တွေကဘလို့လဲအဲ့လိုပုံစံမျိုးမှာလည်းခီယောပိုရှင်ဆိုပြီးတော့အတုံးပြရမှာနော်အဲဆိုလို့ရှိရင်ဒီလေးခုကိုနောက်တစ်ခါပြန်ပြောမယ်ဆိုလို့ရှိရင်ဆိုင်းရှူဆိုတာကြတော့အများယူရဲဆိုပြီးမှတ်လို့ရအမွန်တို့ထိုးလို့ဆိုပြီးတော့ဒီပဲမှတ်လို့ရတယ်အင်းယုံဆိုတာကြတော့ ပြောမယ်ဆိုလို့ရှိရင်ကိုကာတယ်ဆိုပြီးမှလုပ်ရတယ်ဥပမာပေးဥပမာစကားပေးပြောမယ်ဆိုရင်ကိုတို့ပါကိုခါလိလို့ဆိုတဲ့အချိန်ကတခြားလူကတုံ့ပြန်ရဲ့စကားကိုကိုကခဏတောင်နှားပြီးတော့ကိုကာပြီးတော့အသုံးချတာမျိုးစိုင်းတက်ကိုကကြတော့ကျွန်တော်ပြောသလိုမျိုးကောင်းမယ့်အကြံတွေရမှာကြွေးချင်ပြီးတော့အဲ့ဒါဘူးဆိုတဲ့အချိန်ပဲမှလုပ်ရတယ်ပေါ့နော်ဒီချိန်ပြီးတော့အဲအတီပြူလို့ဆိုတဲ့အတီပြူမျိုးခီယောဆိုတာကကြတော့အခုနပြောသလိုဘူးတွေကိုအသုံးပြုလို့ဆိုတဲ့အတီပြူမျိုးနဲ့ခံအပ်တဲ့ပေးအပ်တဲ့တာဝင်ပေးတယ်တခါမှမလုပ်ဘူးဒီတဲ့လူကိုတာဝင်တဲ့ ပေးအပ်တယ်လို့ပုံစံမျိုးတွေမှာအသုံးပြုပါတယ်